နော်ကြားဖြန့်အရေးယူမှ BGF ကရှင်းလင်းမဲ့ပြောတဲ့ဆိုတာကနိုင်ငံတကာရဲ့ဓာတ်စကန်ဖြစ်သွားပြီဆိုတာကိုဘတ်တကိုဝန်ခံလိုက်တယ်လို့ပဲကြားဖြန့်အရေးယူတာဟာအမေရိကန်တရုတ်ဖိအားကြောင့်မဟုတ်ဘူးလို့ပြောနေဝန်ခံလိုက်တယ်လို့ဖြစ်လေအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့တဲ့အပါဝင်တဲ့င်းထူးတဲ့င်းကောင်းတဲ့င်းမှဲတွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့တောင်းဆိုချင်ပါတယ် ယေရှုသူအရောက်ရှင်းတဲ့တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်တော်တော်ဆက်မှာအေးဟိုအေးမကြည့်ဘူးပေါ့ဗျာတခြားကန်နားနေပြီးတော့ပြောပြောတင်တာပေါ့ပြောချင်တာကနံပါတ်1အချက်ကျွန်တော်ပြောရမယ့်အကန့်ဒါမှာတကယ်အေးကြည့်တယ်နော် ဆုပ်ဖြတ်လည်းခက်တယ်ပြီးရင် तू ကဆုပ်ပြီးွားပြီးဆိုရင်အပီးအလုံးအခြေအနေကတော်တော်ဆိုးဆိုးွားဖြစ်သွားနိုင်တယ်ပထမအချက်တစ်ခွနံပါတ်နံပါတ်1အခန်းနေနဲ့ပြောလိုက်မယ်ဆိုရင်တည်င်းမှာကြီးမယ်ဆိုရင်เนาะကျွန်တော်တို့တွေအလုံးလည်းအတွေးကြပါတယ်စက်ကောက်စီရဲ့ကြာမြင့်ယတနာပွဲတွေပါတွေလုံနေတာပေါ့ဗျာဒါကတော့ तू အလုံး तू အလုံး तू လုံနေတာကျလိုက်တော့ ခဏလေးပါ okay ဒီနေ့ဒီနေ့ရဲ့အတင်းကိုအရင်ပြောလိုက်မယ်၃မိနစ်၅မိနစ်ရှိပြီနော်စက်ကောက်စီကပြိုကျနေတယ်ဒါအဲ့ဒါကြောင့်မို့လဲမိုးကုတ်ဘုံမိတ်ဖက်ကကန်တော့ကိုတခါတည်းတွဲပြောရဲတာကတတိယနေ့မှာကြည်လိုက်ရင်လည်းကျွန်တော်တို့တွေတွေ့ပါတယ်စက်ကောက်စီမတရားဆင်ကိုဖက်ကိုစက်ကြောင်းထိုးနေတာရှိတယ်နောက်တစ်ဖက်မှာရွေးကောက်ပွဲဥပဒေထုတ်လူတွေပြလိုက်ဖမ်းနေတယ်ပေါ့ဒါပေမဲ့ နေပြည်တော်မှာကြတော့ကြောင်းမရတနာပွဲကြီးကိုခန်းခန်းနာနာကြီးကြီးကျယ်ကျယ်ကိုလုပ်နေတယ်နော်ရတဲ့ဈေးတွေနဲ့ရောင်းထုတ်နေတယ်ပြီးတော့ဘာထင်လဲအဲ့ဒါကအဲ့တတိယနေ့ကတီးခြားစီဖြစ်နေတဲ့ကိစ္စတွေလားတကယ်ကတော့တီးခြားစီဖြစ်နေတာတော့မဟုတ်ဘူးအမှန်တရားကအဲ့ဒီမှာမရှိဘူးစစ်အနိုင်တိုက်ဖို့ဆိုရင် view ဟာမြောက်စဉ်းစားဖို့လိုတယ်အခုမြင်နေရတဲ့အကြက်တဲပြဿနာတွေကတော့အမျိုးစုပ်ပါပဲ ါပေမဲ့ပြောပြောချင်တဲ့ဥစ္စာကစစ်ကောက်စီရဲ့စနစ်ရန်တရားတရုတ်ကိုမိခိုပြီးမိုးကုတ်မိုးမဲဝင်ဖို့လမ်းကြောင်းတခြားကန်လာတွေမှာလိုင်းကြီးနေတာတွေအာရခိုင်ဘလို့ဘက်မှာအာရုရှားစစ်တပ်ဖွဲ့တွေနဲ့ကန်တာတွေပေါ့ဗျာအမျိုးစုံရှိတယ်ဒီကေကတော့သူ့ရဲ့ဥဆောင်လုံနိုင်စွာဆုပ်ပြနိုင်စွာမရှိတဲ့နော်စစ်ရန်တရားတတ်မတော်ရန်တရားကြီးဆိုတာကြီးကပြိုကျနေတာသူ on ရဲ့ရွေးကောက်ပွဲဆိုတာကလည်းကျွန်တော်တို့ PSY operation နိုင်ငံကြီးလက်ွက်မဟုတ်ဘူးစိတ်ဓာတ်စစ်စင်ကြီးအရာတုံးနေတာမျိုးထိရောက်မှုမရှိဘူး ေရေးစီးပွားရေးတန်တမာရေးဆိုတဲ့အချက်၄ချက်အဓိကပြိုကျနေတယ်အဲ့မှာတင်နော်အာစေရေးစီးပွားရေးတန်တမာရေးပြီးတော့ဒီနိုင်ငံတကာရာဇဝတ်မှုပေါ့ဗျာဒါကိုပြောရမယ်ဆိုရင်အချက်၄ချက်ကိုကျွန်တော်တစ်ချက်ချင်းပြောပြမယ်နံပါတ်၁နိုင်ငံရေးမျက်နှာစောင့်ကြည့်လိုက် Human Rights Watch HRW ရွေးကောက်ပွဲကိုအတူရောက်တခြားပါတီတွေလည်းမပေါဘူးပေါ့ NLD အပါအဝင်ပါတီကြီးတွေဖြတ်သိမ်းတယ်ဒါပြင်မှာကို Facebook မှာစတစ်ကအသက်ပေးတာလောင်နဲ့ဖမ်းတဲ့ဥပဒေတွေထုတ်တယ် ဒါရွေးကောက်ပွဲကိုပြင်ဆင်တာမဟုတ်ဘူးဒါဟာနိုင်ငံကြီးကအမြင့်ဖြတ်သုံးသိရှင်းလင်းနေတာသူတို့ရည်ရချက်ကမဲဆန္ဒရှင်ကိုဆွဲဆောက်ဖို့မဟုတ်ဘူးပြိုင်ဖက်ကိုရှင်းထုတ်ဖို့နောက်တစ်ခါမှ TNA အကြောင်းကိုတစ်ခါဆက်ပြောမယ်နော်နံပါတ်1အချက်ကပထမအချက်ကနိုင်ငံကြီးမျက်နှာစာပြီးသွားပြီစေရေးမျက်နှာစာမှာကြည့်လိုက်ပါစင်ကူကံမစစ်ကြောင်းထိုးတာဟုတ်ပါတယ်ဒါပေမဲ့ဒါဟာထိုးစစ်တစ်ခုလားဆိုတော့မဟုတ်ဘူးဒါကိုအပေါက်လိုက်ပိတ်နေတဲ့နော်ထိခိုက်မနိုင်တဲ့အပေါက်လိုက်ပိတ်နေတဲ့ဘယူဟာမျိုး အာမောတောင်တို့ဘာတို့မှာပါသွားတာမျိုးတအတိတတယ်နောက်ပခုတ်ကူမှာဆိုကြည့်လိုက်ပါလေရင်စီအာကုတ်ချောင်းမှုကိုမတတ်နိုင်လို့ပါရာမော်တော်တွေနဲ့ပြန်တန်းနေရတဲ့အခြေအနေဒါဟာထိတ်ချုံနိုင်စွမ်းတဲ့စနစ်တကျပြပြပြဥဆောင်လုံးနေတဲ့မြန်မာနိုင်ငံရဲ့တတ်မှတ်တော်တစ်ခုရဲ့လှုပ်ရှားမှုမဟုတ်ဘူးဆိုလိုချင်တာကရှင်တန်ဖို့ရုပ်ကန်နေရတဲ့အဖွဲ့အစည်းတစ်ခုနံပါတ်၃ချက်ကစီပွားရေးမျက်နှာစာကြည့်ရမှာ ါကတော့အရှင်းဆုံးပဲလက်ရှိစိတ်အုပ်စုကမလုပ်နေတယ်ရန်ကုန်မှာမီးလာလာမန္တလေးမှာမီးလာလာဒီနေ့မီးလာလာရေးခဲ့ပါဦးကွန်မန့်မှာမီးမီးလိုက်ရေးခဲ့ပါဦးနော်မီးပြက်ပြီးတော့ပါဝါဘန်နဲ့အာသိမ်းပြီးကြီးနေရတယ်ဆိုတော့မတန်နိုင်ရန်ကုန်နဲ့မန္တလေးလို့မျိုးပြမှာမီး၈နှစ်ကြီးတောင်မှပြအောင်မပေးနိုင်ပါဘူး ဆောက်အုပ်ထက်ကတီအိုရီကိုသိရင် comment မှာရေးပြီးတော့တခါတက်ပြောနော်ဒီလိုကာတွေကြောင့်မအောင်ဘူးဆိုတာကပြောနေတဲ့အချက်လက်ကဘာကြောင့်ဘသူအပြစ်တင်နေလဲအပြစ်တင်စရာကတခါတက်ကိုမှအချက်ရရင်ပြောပြအောင်မယ်နော်ခင်ဗျားတို့ NUCC တက်က NUG ဘလို့အခြေအနေဖြစ်နေလဲသွားကြည့်အောင် KNU တို့ KNPP တို့ထွက်သွားတာကခင်ဗျားတို့နိုင်ငံရေးရပလုံသွားပါတော်တူတူပဲအဲ့ဒါရုပ်စိုးပန်းစိုးဖြစ်အောင်ကိုပြုတ်ကြတာလို့ခေါ်တယ်။ဘာပြောချင်သေးလို့လဲ။အဲ့ဒါကြောင့်တော့ဦးစားပေးမပြောဘူး။ဒီဘက်ကအကန့်တော့ပြောတာ ဘာကိုရှေ့ရှုလဲကြည့်လိုက်ပါဦးမီရှင်းနိုင်တော့မပေးနိုင်ဘူးဆိုတဲ့အချက်လက်ပါတယ်เนาะအာတယောက်က9နိုင်တော့မပြေးနိုင်ဘူးဆိုရေးတယ်တယောက်ကမီးတော့မပြတ်ဘူးလို့ပြောတယ်စိုက်တယ်လို့ပြောပါဗျာပြီးမှရှင်းတော့မယ်ကွန်မန့်ကိုဒီတော့ပြောချင်တာကမြန်မာနိုင်ငံမှာခလေးလေးသိန်းကျော် အဟာရချို့တက်နေတယ် UNOCHA ကပြောတယ်လူဆက်တန်းစားနာရိတ်ခတ်လို့အပ်နေတယ်ဒါပေမဲ့အစိုးရလုံးမဲ့သူတွေကနေပြည်တော်မှာကြောက်စိတ်အတွဲ9000ဟိုနော်ရတဲ့ပေါက်ဈေးရတဲ့ဈေးနဲ့ဒေါ်လာယူရိုရန်ဘတ်အဲ့ဒါနဲ့ရောင်းနေတယ်ဒါအုတ်ချုပ်ရေးလုံးနေတာမဟုတ်ဘူးဒါဟာလူရက်နေတာလို့ခေါ်တယ်ဘယ်လိုပြောရမလဲဆိုရင်အဲ့မီးလောင်နေတော့အဲ့ဒီမှာရှိတဲ့ရွှေခွက်ငွေခွက်တွေကိုအများဆုံးထုတ်ရောင်းနေတဲ့သဘောမျိုးနံပါတ်၄ချက်တန်တမာကြီးမျက်နှာစာကြားဖြတ်ကိစ္စကိုပဲကြည့် ဆန်ရှင်ပိတ်ပြတ်မှတ်ထားတာ DKPA ဆိုပြီးတော့ပေါ်လာတာအခုမေလာကကြတော့ BDF ရွှေကုတ်ကုတ်ကိုရှင်းမယ်ဒီတော့အမေရိကန်နဲ့တရုတ်ဖိအားကြောင့်ကျွန်တော်ကြည့်ထားတယ်ဟုတ်အမေရိကန်နဲ့တရုတ်ဖိအားကြောင့်ပြန်လဲပြောထားသေးတယ်လေရှိဟိုပါလေ BDF ကပြောတာကအမေရိကန်နဲ့တရုတ်ဖိအားကြောင့်ရှင်းတာမဟုတ်ပါဘူးနော်တဲ့င်းလေးကိုညင်းဆိုတယ်။ BGS ဆိုတာကစိတ်အုပ်စုရဲ့ပတ်သက်တဲ့နေချာဆောက်တဲ့ စစ်တပ်နဲ့ကြားဖြတ်မဆိုင်ဘူးဆိုတဲ့ကိစ္စမျိုးပြောလို့မရဘူးတကယ်ကစေအုပ်စုနဲ့ကြားဖြတ်တို့ရဲ့စကန်လုံးနေတာကအချို့ကြောင့်အာနာပိုင်အစစ်ဆန်ရှင်တွေပိတ်ဆို့တဲ့တိတိကျကျကိုဖော်ထုတ်ထားပြီးသားတခြားလူကိုလက်ညှိုးထိုးလို့လည်းမရဘူးမဟုတ်ပါဘူးလို့ညင်းလို့မရဘူးပြီးတော့အခုလို ကြားဖြတ်အရေးယူတာဟာသူတို့နော်ကြားဖြတ်အရေးယူမှ BGF ကရှင်းလင်းမဲ့ပြောတဲ့ဆိုတာကနိုင်ငံတကာရဲ့ဓာတ်ကန်ဖြစ်သွားပြီဆိုတာကိုဘတ်တော်ကိုဝန်ခံလိုက်တယ်လို့ပဲကြားဖြတ်အရေးယူတာဟာ အမေရိကန်တရုတ်ဖိအားကြောင့်မဟုတ်ဘူးလို့ပြောနေဝန်ခံလိုက်တယ်လို့ဖြစ်လေပဲပြီးတော့ဒီတောက်ချက်အပြင်ကိုနော်ကျွန်တော်တို့အဲ့ဒီဟာတွေရဲ့ဒီမုကုံမုံမဲတို့တရုတ်ပဝင်လာတဲ့ဟာကရှင်းရှင်းပြောရင်တရုတ်ကိုမိခုံရင်းမိခုံရင်းနဲ့တရုတ်လူချင်းတဲ့ပုံစံတည်းကိုဝင်သွားတာဘလို့အတိတ်ပဲပြောရမလဲဆိုရင်ဗျာလက်ရှိခုနကပြောတဲ့အလက်ပိုင်းအခက်ခဲက PDF အခက်ခဲကတော်လိုက်တက်ဖက်တွေမှာကအဓိကစိတ်ခေါ်မှုကကိုစင်ရတို့တောက်တတ်တယ်လို့ပဲကြည်စမ်းဟုတ်တယ် ဒီအခုပြောတဲ့အခက်ခဲတွေအရေးပေါ်အကူအညီလာတောင်းတာတွေကလည်းမသိအောင်ခုခံတိုက်ခိုက်ဖို့ကြီးစံခင်ဗျားတို့အလုပ်လောက်ဖြစ်ပေးထားနိုင်လို့လားဘယ်နေရာအာယူစိုက်ပြီးတော့ဘယ်နေရာမှာအာသခိုင်းဝတ်တော်ဝင်ကြီးတွေပါတီထားလို့နေရလဲပြည်သူလက်ရှင်းလင်းအောင်မပြောထားဘဲနဲ့ဘာတွေလုပ်နေမှန်းကိုမသိတော့ပြောရင်လည်းကုတ်သွားလိမ့်မယ်နောက်မှပြောတော့မယ်ဒီတော့မြေပြင်ကရဲဘော်တွေနိုင်ရန်ဝန်ဖြစ်ပေးချဖို့တောင်းဆိုနေတာကကျွန်တော်ထပ်ပြီးတော့အဲ့ဒီအတွက်ရောပြီးတော့သူတို့ရှင်းတိုက်ရတိရင် တော့တချို့တွေဆိုအဖွဲတွေဖြတ်လိုက်ရပြီတချို့တွေဆိုလက်နက်ကြီးရောင်းစားလိုက်ရတယ်ဘာလို့ဆိုရင်စာဝတ်နေရကြောက်တအားခက်ခဲတာဒါတွေကိုဘယ်သူမှသတိမထားဘူးမပြောလည်းမပြောနိုင်နေပြီပဲဆိုပြောနေတယ်ညာပူအောက်မှာလဲကျတော့အဲ့ဒါကိုရေးခဲ့တယ်အဲ့လိုမျိုးဟာတွေပြောရင်လဲဒေါသပါပါချီချီဖြစ်လာတယ်အခုစေရေးတိုက်ပွဲရလူအချက်ဘောက်စုံ UNG ရဲ့အဓိကထိန်းကြီးပေးတဲ့အလုပ်ပဝင်တဲ့နိုင်ငံရေးဆိုတဲ့ခန္ဓာက UNCC ဒါကလူတိုင်းသိပြီးသားယူချင်းအောင်ဆောင်ပြီးတော့တွားနေကြတာပြည်သူကြီးလာခံ2022မှာတစ်ခါလှုပ်တယ်2024မှာ CRPA က NLD ကထွက်သွားလို့ပြည်သူကြီးလာခံ6လတစ်ခါလုံးမဟုတ်မလှုပ်တော့ဘူးအရေးအကြီးဆုံးက UNG မဟုတ်ဘူး UNCC Federal ဆိုတဲ့ခေါင်းစဉ်အောက်မှာ Charter အောက်မှာပူးပေါင်းထားလို့အခုပြက်ပြီပြောပါဦးဘာလို့မလုပ်ရခင်ဗျာဖမ်းပါဗောခင်ဗျာဒလန်မဒလန်မမသိပဲနဲ့အဲ့လိုပြောလို့ရမှာဆိုရင် UNG ကိုအရင်မေးဘ누구အထောက်ပံ့နေလဲဆေးရင်အရင်ရှင်းခိုင်း ဘာလို့ဆိုကျွန်တော်ကစားပြစ်လိုက်တာဘယ်သူမှမထောက်ပံ့ဘူးကျွန်တော်ပေးတဲ့မုတ်ဖိုးပက်ဆံအလုပ်စားပြစ်တာအဲ့လောက်ပြောထားကူမှာပဲစားပြစ်ပါတယ်လို့ပြောနေကူဒီတော့ပုံမှန်ပိမဖြစ်တော့မယ်နော်အရေးကြီးတဲ့ကံတော့နောက်တစ်ခုပြောပြပါမယ်လက်ရှိမြင့်ပြင်ကစေရေးအခြေအနေရကျွန်တော်တိတ်ချသုံးသပ်ခြင်းစက်ကောက်စီကိုနိုင်ဖို့ဆိုတာကလိုအပ်ချက်တွေအများကြီးပဲမလွယ်ကူဘူးအခုညီတောင်းနေကြတဲ့အဖွဲ့တွေညီတွေကလည်းနော်မသိအောင်ခုခံဖို့အရေးပေါ်လိုအပ်ချက်ကိုကုညီတောင်းတာ လက်ရှိအလက်ပိုင်းမြေပြန်မှာစစ်ကောက်စီရဲ့တာလုံအင်အားကိုလိုက်မိဖို့ဆိုတာကဘလိုင်းဘက်တဲဆိုင်ပြီးတိုက်ဖို့မလွယ်ဘူး PDF တိတန့်လည်းမလွယ်ဘူးပြီးတော့စစ်ကောက်စီစစ်ကြောင်းတိုင်းကိုလိုက်တိုက်နေဖို့ဆိုတာကလည်းအခြေအနေကမပေးဘူးအရေးတကြီးလိုအပ်ချက်လည်းမဟုတ်ဘူးဒီတော့ကျွန်တော်ပြောချင်တာကသူတို့အဓိက ပြိုကျနေတဲ့စီးပွားရေးအသက်သွေးကြောကိုအချိန်မြင့်ပြီးတော့ဖျက်တောက်ဖို့လိုတယ်အဲ့ဒါကပဲတော်လိုင်းအာသာချက်ဖက်ကိုပြောင်းပါဒီနေရာမှာကျွန်တော်မေးချင်တာကနော် ဝေဝေဝဝလာပြီးတော့ comment ban နေတဲ့လူတွေမပါဘူးကျွန်တော်ထဲမှာအဓိကပြည်သက်တွေကိုပြောချင်တာကရောနော်ဟိုကျွန်တော်ပြည်သက်တွေရေးခဲ့ပါအဓိကကောက်ချက်ကစစ်ကောက်စီရဲ့ဥပဒေရွေးကောက်ပွဲတွေကိုနော်လိုက်ပြီးတော့တိုင်ရောက်လိုက်ပြီးတော့ရွေးကောက်ပွဲကိုအရေးယူမယ်တို့ဘာလို့ညာတို့တွေအဲ့ဒါလေးလူရှုပြီးတော့ တကယ်သူတို့ရဲ့စီးပွားရေးထွက်ပေါက်ငွေရှာတဲ့လမ်းကြောင်းငွေဝင်လမ်းကြောင်းကိုအဓိကဦးတည်ပြီးတော့ဖြတ်တော့ပိတ်ဆို့သင့်တယ် yes or no တော်လိုင်းဖက်ကောက်ဆိုရင်တော့လက်ခံလား yes or no အသက်သွေးကြောကအဲ့ဒီပေါ်မှာတည်တယ်အဲ့ချက်ကိုလက်ခံလားအဲ့ဒါကပို့ပြီးတော့တက်ရောက်မှုအမြန်ဆုံးနဲ့ခမားတို့လူချင်းနဲ့တော်လိုင်းရေးအာသချက်ကိုအဲ့ဖက်ကပဲရောက်မှာလက်ခံတယ်ဆိုရင် yes လို့ရေးခဲ့ပေး ဖြစ်နိုင်မှာဆိုရင်အဲ့လိုမျိုးအခြေအနေမျိုးเนาะအပြင်ကွန်မန်းမှာဖြစ်ဖြစ်နောက်မှပြန်ကြည့်တဲ့လူရေးခဲ့ကျွန်တော်တို့ခင်ဗျားတို့ပတ်ဝန်းကျင်မှာမြင်နေရတဲ့စိတ်ကောက်ရေးစီစီးပွားရေးကြဆင်းမှုတက်တိတ်တစ်ခုလောက်ပါ ထောက်ပြပေးခဲ့လိုက်အဲ့ကောက်နေမြင်အောင်လို့လက်မခံဘူးဆိုရင်လည်း no လို့တာရေးရေးတိတ်တိတ်ဘာမှမဖြစ်ဘူးဘာဖြစ်လို့ရွေးကောက်ပွဲကိုအာရုံစိုက်ပြီးတော့တိုက်ရမလဲဆိုတာပါ no ရေးတဲ့လူတွေဟာငင်းချက်ပါတစ်ခါလဲထုတ်ပေးခဲ့เนาะကြံတဲ့ကန်တော်တွေရောထားလိုက်တော့ပြီးတော့ yes or no ကိုဒါရိုက်ချက်မှာရောအပြင်မှာရောရေးပေးခဲ့ပါ ကျွန်တော်ဒါတွေအလုပ်ပြန်ဆွေးနွေးပါတယ်နော်အဲ့ဒါကတော်လိုင်းရဲ့ဥတီချက်ကိုပုံဖော်တဲ့နေရာမှာအရေးကြီးပါတယ်လမ်းကြောင်းအလွဲကြီးနဲ့လိုက်နေမလွယ်ဘူးအခုတရားအဲ့ဘက်ကိုပြောရင်အဲ့ဒါကပိုအရေးကြီးတယ်သေရရှင်ရေးကိုဖြစ်နေတာဒီတော့ကျွန်တော်ပြောချင်တာကကျွန်တော်မိတ်ဆွေတွေအဓိကပေါ့ဗျာတော်လိုင်းရဲ့ဘော်တွေဖြစ်ဖြစ်တခြားတခြားကြီးနေကြတဲ့ညီငယ်တွေလည်းရှိပါတယ်နော်အာနာရှင်တယောက်ရဲ့တရားဝင်မှုဆိုတာသူ့ထောက်တဲ့ဥပဒေ သူလှုပ်တဲ့ရွေးကောက်ပွဲတွေမှာမရှိဘူးအဲ့ဒါတွေကိုလိုက်ပြီးတော့ယူချင်းအောင်စောက်ပြီးရန်လိုက်ဖြစ်နေလို့ဘာမှမထူးဘူးသူရဲ့အဓိကရက်တီနိုင်တဲ့ထောက်ပံ့ထားတဲ့ထိ ंछ ုပ်ထားတဲ့စီးပွားရေးအသက်သွေးကြောမှာပဲအဓိကရှိတာစီးပွားရေးအသက်သွေးကြောမရှိရင်ဒီကောင်ဘာမှကြကြတိုက်လို့မရဘူးမဟုတ်လား yes or no အဲ့ဒါရှင်းနေတာပဲဒီတော့ကျွန်တော်ပြောတဲ့ဥစ္စာကိုမိုင်းမန့်နဲ့မိုင်းမားတဲ့ရေးခဲ့ပေးပါပြီးရင်ကျွန်တော်ဗီဒီယိုတကယ် အဆင်ပြေတယ်ကျင်တတ်တယ်ဆိုရင်တော့ like ပေးခဲ့နော်မကြိုက်တဲ့လူကတော့မပေးဘဲနဲ့နေလို့ရပါတယ်ပြီးတော့တစ်ခါလဲဆက်ပြောရမယ်ဆိုရင် TNA ဖက်နော် NUCC အကြောင်းကအစတော့ကျတော့ခေါင်းစဉ်မှာရေးထားတယ်ပြောမလို့ပေါ့ဗျာပြောလဲဘာမှမထူးပါဘူးနော်ဂျလုတ်ပလုတ်တွေရှင်းရှင်းပြောရင်တော့စကားနဲ့ထက်ပြောရတော့အဆင်တော့မရှိတော့ UNG ကောင်းနေပေါ့ UNC တို့ UNG ကောင်းနေပေါ့ ဘာမှလည်းတိတိကျကျခိုင်ခိုင်မာမာနဲ့လှုပ်ပြနေတာလည်းမရှိပြီးဆောက်ကြီးဆောက်ချက်တွေတက်ပြောပြီးရင်ဟိုသူများ live fight သူများ live ပြောထားလိုက်တော့အဲ့ကောင်လေးကြောင်ပြောရင် အကုသုံများတယ်ပြောမဲ့ဆိုရင်လည်းမနေဘူးမကြည့်နိုင်လည်းမတန်းနိုင်ဘူးဒီတော့အရေးကြီးတဲ့တည်ရန်အဲ့ဘက်ကိုသွားလိုက်ပါမယ်မိုးကုတ်ကကျတော့တကက်အရေးပေါ်အချက်နေနော်ခုနကတခန်းတော့ပြီးသွားပြီး မိုးကုတ်မိုးမျက်နှာမိုးကုတ်မိုးမိတ်ပေါ့ဗျာနော်အဲ့မှာလော်နေကြတာတွေအများကြီးပဲအချင်းချင်းကြားမှာဘယ်လိုများအရှိကိုဆက်သွားမလဲတော့မသိဘူးပြောနေဆိုနေကြတာတွေအိုးဘာဖြစ်လဲတက်ဆက်ဖောက်ရှုပ်ထွေးပြီးတော့အရေးကြီးတဲ့အခြေအနေတစ်ခုကိုအတွင်းကြကြမြင်အောင်ကြည့်ပြီးတော့လှုပ်တဲ့လှုပ်ထိုက်တဲ့ဟာကိုလှုပ်ဖို့ပြုတ်ပြစ်ဖို့ဒါမှမဟုတ်လဲလှုပ်တဲ့လှုပ်ထိုက်တာဥပမာအခုဆိုရင်စုပ်ပေးတာနဲ့ခင်ဗျားတို့ပြည်သူရောက်ကြည့်မှုနိုင်ငံရေးအရာတရုတ်စီစဉ်မှုကိုလက်ခံလိုက်တယ်လို့ဖြစ်သွားပြီ yes or no အသေးခံပြီးထိမ့်မဲ့ဆိုရင်တော့တမိုင်းမှာကြော်ကြားတဲ့ PDF သူရဲကောင်းနေဖြစ်မယ်အဲ့ဂျားထဲမှာအဖြစ်ရှိတယ်လှုပ်ဖို့ပဲလုပ်တယ်ရှာဖို့ပဲလုပ်တယ်ပြောဆိုတိုက်တွန်းဖို့လုပ်တယ်နမူနာတစ်ခုပြောမယ်ဆိုကျွန်တော်မိတ်ဆွေတယောက်ကမမတစ်ခါအဲ Facebook ချက်ပေါင်းမှာလာပြီးတော့ဆွေးနွေးတလူပေါ့ဗျာ TNA ကိုပိတ်ဆို့တယ် MNDA တို့ကိုတရုတ်ကတအားကို Facebook ဖိအားပေးတယ်အဲ့ဒါကြောင့်လက်ခံဟိုဟာဖြစ်တဲ့ရလိုက်ရတယ်ဒီတော့တနည်းပြန်စဉ်းစားကြည့်ပါနော် အဲ့ဒါကိုအခုအဲ့မှာပါတယ်ဒါကတော့လုံတဲ့လုံထိုက်မှလုံပေါ့ဗျာဒါကတော့ဘယ်လိုပြောမလဲအဖွဲ့စည်းတစ်ခုရဲ့စီမံမှုလည်းပါတယ်ဆိုတော့ပြောရတာကသူများအဖွဲ့စည်းကိုဝေပြောရတာဆိုတော့နော်အခုပြောပြမယ့်အချက်မှာရှင်းရှင်းလေးပဲနိုင်ငံရေးရတာဟာတိမ်မလားရှင်မလားမေးတာနဲ့တူတယ်တရားအေကတရုတ်ဖိအားကြောင့်မျိုးကထွက်မဲ့အာအော်တိုဘာ28 29မှာပေါ့ဗျာနော်ဆွေးနွေးပွဲကုမင်းမှလုပ်တယ် ပြီးရင်အခုဒီနေ့15ရက်နေ့နိုဝင်ဘာ15ရက်နေ့စောင့်ကြည့်ရမယ်ဆိုတော့ကျွန်တော်ပြောခဲ့တဲ့နောက်ဆုံးဒီစက်ကောက်စီခေါ်သွင်းလာမယ်ဆိုတော့16ရက်နေ့မှာခေါ်ပြောတယ်ပြီးရင်စက်ကောက်စီမဝင်လာရင်ပြန်ဝင်လာရင်အာမပြစ်ခတ်နဲ့ဆိုပြီးတော့ပြောတယ်မပြစ်ခတ်နဲ့ဆိုပြီးတော့မုတ်ကုတ်မျိုးတံမှာရှိတဲ့တော်လိုင်းရေးအင်အားစုတိုင်းကိုခေါ်ပြောတယ်ဒါဟာရှိရှိလေးပဲမြင်အောင်ကြည့်မယ်ဆိုရင်ဘက်ဖာဇုံလို့ခေါ်တဲ့ဂျာခန့်နဲ့မြေတယောက်ကဖန်တီးဖို့ကြိုးစားနေတဲ့ခြေလမ်း ဘယ်ဖားဆုံးဆိုတာက TNA တို့ရောက်သွားပြီတနည်းအားဖြင့် red line လို့ခေါ်တယ်ဂျိုးနီဖန်တီးတာ PDF တွေမေတော့မေတို့လောလောကလောလောကေကေမှာသွားနေငါတို့ဒီမှာဂျိုးနီတားတယ်အဲ့ဒါကိုကျွန်တော်ဖက်လည်းဂျိုးနီတားလို့ရတယ်ဘယ်ဖားပြန်ခံလို့ရတယ်ဒီတော့အချက်လက်တွေနဲ့ပြောမယ်ဆိုရင်ဗျာမြေပြင်အနေထိပထဝီနေထားလဲကြည့်မယ်ဆိုရင်လည်းဘလိုပဲကြည့်ကြည့်စက်ကောက်စီတက်မြောက်ဖက်ရွှေလီကြောကရှိတဲ့မဘေးတို့ပါတို့ပေါ့ဗျာရွှေလီမြကန်းဘေးမှာရှိတဲ့မဘေးမန်းစီ အဲ့ဒီဖက်ကနေဝင်လာဖို့ဆိုတာမဖြစ်နိုင်ဘူးလုံးဝမဖြစ်နိုင်ဘူးဒါက KIA ထိချုပ်ထားတဲ့နေရအဲ့ဒီဖက်မှာ KIA PDF တွေရှိတယ်ပြီးတော့စစ်ကောက်စီဝင်နိုင်တဲ့ဖြစ်နိုင်ဆုံးတစ်ခုတည်းသောလမ်းကြောင်းကျွန်တော်ပြောခဲ့တဲ့ TIAA ထိချုပ်နိုင်မြေကနေပြီးတော့ဖြတ်တမ်းမှသာဝင်လို့ရမှာမြေပြင်ပုံချောင်းဝနေလို့အရှိဒီအာတွင်းငယ်တို့ဘာတို့ဖက်ကနေလဲဝင်လို့မလွယ်ဘူးအဲ့ဒီဖက်မှာ ABS တည်း PDF MDY PDF တို့ရှိတယ်ပေါ့နော်ပြီးတော့ဒါကဘာကိုပြနေလဲဆိုရင် စစ်ကောက်စီဝင်လာနိုင်တယ်ဆိုတာ TNA ကအမိစိတ်ပြတာမျိုးခေါ်သွင်းတာမျိုးနဲ့မှသာပဲဖြစ်နိုင်တဲ့ကိစ္စငင်းလို့မရတဲ့အချက်လက်ကတော့ပဲဒီတော့အဲ့ညမှာတစ်ချက်စဉ်းစားကြည့်နော်အဲ့လိုဖြည့်တွေကိုရှာရင်ကျွန်တော်ဂိတ်တီအိုဒီပဲတော့ရတယ်ဟိုဟာပြောတဲ့ဂိတ်တီအိုဒီမဟုတ်ဘူးအဲ့ခါတည်းကထက်ထက်ပြောလိုက်ရင်မလွယ်ဘူးစိတ်ထဲမှာတော်တော်ဥရဖာရဖြစ်တာတရုတ်ကနဇတ်တီညရေးကိုလိုချင်တဲ့ TNA ကတရုတ်ကိုမလွန်ဆန်ရဲဘူးဒါတည့်ပြောတာပဲ ဒီဒါပေမဲ့ PDF မိုးကုတ် view ဟာကအဲ့ဒီလိုမျိုးအခြေအနေမှာညီမချင်းပေါ့အဲ့တည်းမှာလွတ်လပ်စွာရွေးချယ်လှူစားပိုက်ခွင့်ရှိတဲ့တရားအဖွဲ့တွေဖြစ်တယ်။ EAO တွေဆိုတာကသူတို့လူမျိုးစုအကျိုးစီးပွားကိုအဓိကထားတယ်။အဲ့လိုပဲဗမာလူမျိုးစုအကျိုးစီးပွားကိုအဓိကထားတဲ့မိုးကုတ် PDF PDF တွေကလှုပ်လို့ရတဲ့အခြေအနေတစ်ဖက်ကပြန်ကြည့်မယ်ဆိုရင် ဒါဟာမုကုတ်မုံမိတ်ဆိုတာတနည်းအားဖြင့်ဗမာလူမျိုးအများစုနေထိုင်တဲ့မန္တလေးတိုင်းရဲ့တံခါးပေါက်ပြီးတော့ဒီနေရာကိုလက်လော့လိုက်ရပြီဆိုရင်လည်းတော်တော်ခက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 ်ကိုပဲတော်လိုင်းရေးပေါ်ယုံကြည်မှုပလုံသွားလိမ့်မယ်ကြောက်ဆုပ်သွားလိမ့်မယ်မဟုတ်လားပြောပြောချင်တာကမန္တလေးတိုင်းတကားပေါက်ဖြစ်လို့ဒီနေရာကိုလက်လွတ်လိုက်ရင်တော်လိုင်းရေးနိုင်ငံရေးကုန်သိခါဟာရှင်းရှင်းပြောရင်တော့အားလုံးပြီးွားပြီတုံညာအဆင့်ကိုကြာရောက်သွားလိမ့်မယ်ဒီနေရာမှာတကယ်လို့ တွက်ချက်ကြည့်တာပေါ့ဒါကတွက်ချက်ကြည့်ရမှာပဲ what is scenario pdf တွေကနော်အခုလိုမျိုးဆွေးနွေးပြီးတော့ tni ပြောတဲ့အတိုင်းအာလိုက်နာပြီးတော့တင်တဲ့တစ်ချက်မှမဖောက်ပဲမျိုးကိုအလိုက်မယ်ဆိုရင်ဘာဖြစ်မထင်လဲနံပါတ်၁ပြည်သူလူထုရဲ့ threat ယုံကြည်မှုကြဆင်းသွားမှာပဲချက်ချင်းကိုပြုတ်လဲသွားလိမ့်မယ် pdf အပေါ်မှာဘာလို့လဲဆိုရင်အရင်တရုတ်တိုင်းလုပ်တဲ့ mnda တို့ tni တို့အတိုင်းဖြစ်သွားလိမ့်မယ်နံပါတ်၂စက်ကောက်စီကအဲ့မှာရှိတဲ့တန်ဖိုးတည်တဲ့လူတွေပါဖမ်းမယ် နော်အာတော်လိုင်းရဲ့ပတ်သက်တဲ့ဟာတွေကိုလည်းအရေးယူမဲ့ဖမ်းဆီးမဲ့လိုက်ရှာပြီးပြီးရင်အဲ့ဒီတောက်အခြေပြုပြီးတော့မန္တလေးဖက်ကိုဥတီပြီးခြိတ်ခြောက်မဲ့ပြန်ပြီးတော့ခြေကုန်းနဲ့မြေတော်ရောက်သွားတယ်လို့ဖြစ်သွားမယ်နံပါတ်3တမိုင်းမှာတော်လိုင်းရဲ့တမိုင်းတစ်ချောင်းလုံးမှာ PDF တွေပြန်အပ်လိုက်တဲ့မြို့အမက်ဆက်ကြံခဲ့လိမ့်မယ် yes or no ဒါထက်စဉ်းစားမဲ့အချက်တွေဒါအစိုးတော့ရလိုက်နော်ပြန်အပ်လိုက်ပြီဆိုတော့ PDF တွေမတိုက်ပဲပြန်အပ်လိုက်တဲ့မခုကံပဲပြန်အပ်လိုက်တဲ့မြို့အမက်ဆက်တခုကြံခဲ့လိမ့်မယ်အောက်ခက်တဲ့အချက်နေဒီတော့တစ်ခါပြန်ပြီးတော့ဗျောင်းပြန်လှန်ပြီးစဉ်းစားကြည့်ပါ PDF တွေက TRA ရဲ့မပြည့်နှက်ဆိုတဲ့စကားကိုကြော်လွန်ပြီးတော့ red line ပေါ့ဗျာဥပမာကိုးဘတ်တောက်ကို red line ပြတ်တားလာကျိုးနီးပြတ်တားလာနော်သူတို့တယောက်ကတားမှ red line ဖြစ်လာမဟုတ်ဘူးတယောက်ချင်းတိတိတားလို့ရတယ်ကျိုးနီးကို TRA က တောင်းဆိုပြောဆိုတယ်နော်မပြည့်ကြည်မဖောက်နဲ့မပြည့်ခန့်နဲ့ဆိုပြီးတော့ပြောတယ်သူတို့နဲ့တူတူချက်ောက်စီခေါ်လာမယ်ဒီတော့အဲ့ဒီကမှကိုဘတာကိုတော်လိုင်းအင်အားစုတွေကကြိုးညီတားလို့ရတယ်ဘယ်လိုဘယ်လိုအခြေအနေကြီးဆိုပြီးတော့ပြန်တားလို့ရတယ်နော် red line ကိုစီးဖြစ်တတ်မှတ်ပြီးတော့တိုက်ပွဲဝင်လို့ရတယ်ဆိုတာကိုပြောချင်တာအဲ့လိုဝင်လိုက်ရင်ဘာဖြစ်မလဲအဲ့ဒါကအရေးကြီးတဲ့အဖြစ်ဘာလို့ဆိုရင်ထိခိုက်မှုတွေနဲ့အများကြီးစဉ်းစားတော့မှလေဒီတော့ ိတ်ချပါတဲ့စစ်ကောက်စီရဲ့စစ်ရေးအရဘုံကျဲတိုက်ခိုက်မှုတွေအရရှုံနှိမ့်နိုင်ချေလဲရှိကောင်းရှိမှာပဲမြို့ပျက်စီးကောင်းလဲပျက်စီးမှာပဲဒါပေအဲ့ဒါမျိုးစီးရီးယားမှာကိုပါနီပုံစံမျိုးတော့အော်ဂတ်စတင်လို့ရေးတာရှိတယ် Facebook ပေါ်မှာလဲတူတယ်အဲ့ဒါမျိုးပဲမြို့ပြပုတ်ဘဝရောက်သွားရင်တော့နိုင်ငံရေးအရငါတို့ဟာပိတ်ဆက်ဆော့လို့ပြီးတော့အကြီးမားဆုံးအောင်ပွဲကိုနိုင်ငံရေးဖက်ကနေယူနိုင်မှာအဲ့ဒါကတော့သိချတယ်အဲ့လိုမျိုးပဲစီးရီးယားမှာလဲကိစ္စမှာလဲနိုင်ငံတကာအတိမတ်ပြုတ်လဲဆိုတော့အသေးခံပြီးတိုက်လို့ ဒီနေရာမှာကိုဘတော့ကိုစဉ်းစားတော့ကျွန်တော်ဆုတ်ဖြတ်လို့မရဲဘူးပြည်သူနဲ့စစ်တပ်ကြားလောကနေလို့ပူပေါင်းပြီးနေလို့မရဘူးဒီလိုမျိုးအ short ပေးလို့မရဘူးဆိုတော့ရာတပ်ပန်ရန်သူအဖြစ်စီးချလိုက်တယ်လို့ဖြစ်သွားလိမ့်မယ်ခိုက်ခိုက်မမရရတင်းတင်းလောက်ရဖို့တကန်တော့ဒီတော့ PDF ရဲ့ရက်တိချက်ပြတ်သားကြောင်းလဲကပောက်ကိုတိအောင် ပြလိုက်တယ်လို့ဖြစ်သွားလိမ့်မယ်အရဲဆွန်လာမှာအဲ့ဒီနေရာမှာမှတော်တော်လေးခက်ခဲတဲ့အခြေအနေကိုဘတော့ကိုစဉ်းစားတော့ဒါဟာဝင်းဝင်းတစ်ခုကြံသေးတယ်ဝင်းဝင်းကိုထပ်စဉ်းစားကြည့်ပါဦး ဝင်းဝင်းဆိုတာကညံသုံးတာ PD edit เนาะထောင်ထားတဲ့စိတ်ကောက်စီတက်ကိုဝင်တိုက်လိုက်တာဟာ TNA အတွက်မခက်ခဲပါဘူး။ဘာဖြစ်လို့လဲဆိုရင် TNA အတွက်ကထွက်ပပောက်ရသွားနိုင်သေးတယ်။ဆိုလိုချင်တာကတရုတ်က TNA ကိုလက်အုပ်ဝဖိအားပေးထားတယ်။ TNA ခေါင်းဆောင်ပိုင်းကလည်းအခုလိုမျိုး16ရက်နေ့မှာသတင်းတွေတိုင်းမှာပါလာတဲ့ချက်ချက်ပြပြငါတို့တားတယ်ငါတို့ပြောတယ်ငါတို့ဆိုခဲ့တယ် ဒါပေမဲ့ PDF တွေကဒေတာခန့်တွေကဖိအားပေးလို့ PDF တွေကလက်မှတ်ခံပဲဝင်ပြီးတော့တိုက်လိုက်ပါတယ်ဆိုတာမျိုးကျွန်တော်တို့တာစီပြောဆိုထိုက်ချုပ်လို့မရဘူးဆိုတာကိုပြောလို့ရတဲ့အခြေအနေတစ်ခုရှိတယ်။ဆင်ခြေပေးလို့ရတယ်တရုတ်ကမေးလိုက်ရင်မင်းတို့ကငါပြောတဲ့အတိုင်းဘာလို့မင်းကပြောရဲ့သားလဲဘာဖြစ်လို့ဒီကောင်တွေတိုက်လဲဆိုရင်ကျွန်တော်တို့တားလို့မရဘူးအကောင်လုံးကိုသူတို့ကသူတို့တိုက်တာကျွန်တော်တို့တားခဲ့တာကိုနိုဝင်ဘာ16ရက်နေ့တတိယတိုင်းမှာသွားကြည့်ဆင်ခြေပေးလို့ရတယ် Yes or no အဲ့ဒါတကွက်ရှိတယ် တရံအိမ်ပေါ်မှာဖိအားနည်းနည်းယော့သွားလိမ့်မယ်ဘလို့ပဲဖြစ်ဖြစ်ပေါ့နော်သူတို့တားတာပဲလေအခုလည်းတားနေတာပဲတားနေလို့ပဲတက်ဆာဖောက်တွေအမျိုးမျိုးထွက်လာကြတာပေါ့မဟုတ်လားအဲ့လိုမျိုးပြောလို့ရတယ်တစ်ဖက်ကဖိအားကိုလည်းရှောင်ရကြတယ်ဒါဟာဝင်းဝင်းစဉ်းစားတာတော့အကောင်းဆုံးနိလန်ခုနပြောခဲ့တဲ့ဟာကစုတ်မလားတိုက်မလားနှစ်ခုပြောတယ်အခုကဝင်းဝင်းဒီနေရာမှာထပ်ပြီးတော့အချားပြချက်ခတ်ခိုင်းမှမပေးလို့ရတာကသူတို့တားခဲ့တယ်လေအခုလည်းတည်င်းလေးမှာတားလာပဲလေမဟုတ်လားပေါ်တင်ခေါ်ပြောတယ်လေအလုံးတကယ်လည်းတားခဲ့တာပဲ ဒါပေမဲ့တားလို့ရလားဆိုမရဘူးပီဒီအဲ့ဒီသူ့တစ်တောင်သူတို့ကောက်ခွဲတာဆိုပြီးတော့တိုက်လို့ရတယ်ပီဒီအဲ့ဒီကခံယူချက်ပြတ်သားမှုဟာလည်းတော်တော်ခိုင်မာရာရောက်မယ်တော်လိုင်းရေးချစ်တလန်းဆုတ်တော့ဟာဒီဒီနေရာမျိုးမှာဆုတ်တော့ဟာနိုင်ငံရေးရောတော်လိုင်းရေးရောအညာခံလိုက်တာနဲ့တူတယ်ဆုတ်တော့မတင်တော်ဘူးအခုကျတော့သူမခေါ်သွင်းလာပဲနဲ့တမျိုးစဉ်းစားမယ်ဆိုရင်တော့ကျွန်တော်ပြောခဲ့သလိုပတ်ဝိုင်းဖြူဟာတို့ပါတို့ချင်းရိုက်နီးတို့ပါတို့တိုက်ရမှာအခုကတော့လောကနိုင်ငံရေးရအပိတတ်တာသူကခေါ်ပြောလိုက်မှ နိုင်ငံရေးရပါလက်နဲ့ချခိုင်းတော့ဖြစ်နေတယ်အဲ့လိုမျိုးကြတော့အယူွက်300မျိုးဒီတော့အကြပြချက်လည်းပေးလို့ရသွားတယ်တရားအေကတရုတ်အနေနဲ့လည်း PDF တွေကိုဓာတ်ရိုက်ဖိအားပေးဖို့ဆိုတာကတနိုင်ငံလောက်ရစံတော်ကိုစန့်ကျင်ပြီးတော့ဓာတ်ရိုက်ဖိအားပေးဖို့လမ်းကြောင်းလည်းတိတက်မရှိဘူးသူနဲ့ထိစပ်နေတဲ့နေရာမှာမဟုတ်ဘူး yes or no ဒါကြောင့် PDF တွေတိုက်ပွဲပေါ်တာဟာ TNA ရဲ့အကြက်တဲကိုလည်းကယ်ရာရောက်တယ် ိုးမြေကိုကောက်ွယ်ရလဲရောက်တယ်စစ်ကောက်စီအာနန်းနေချိန်လဲဖြစ်တယ်ပြီးတော့မဟာပြွာမြောက်ချိတ်ဆက်ထားတဲ့ကန်ဓာကနေပြီးတော့လိုက်ပါတိုက်ခိုက်မယ်ဆိုရင်ဒီဟာကကြီးမားတဲ့အပြောင်းလဲတောင်မှပြောလို့ရတယ်မျောလင်းလို့ရတယ်ရော့ဒါဟာ TNA ဖက်ကလည်းသူ့အတွက်ကသူတို့တားတာကိုလူတိုင်းသိနေတာပဲအခုဒီနေ့16ရက်နေ့မနေ့က16ရက်နေ့မှာတားတာလေမဟုတ်လားအဲ့လိုအခြေအနေမျိုးတောက်လို့ဝင်းဝင်း strategy ပဲသူလက်နိုင်ကိုလက်နိုင်ပဲ ဆုပ်လိုက်မယ်ဆိုရင်တော့တော်တော်စူးစူးဝါယုံကြည်မှုတော်လိုင်းရေးအင်အားစုတွေပေါ်ပြည်သူယုံကြည်မှုမြောင်းတဲ့ရောက်သွားလိမ့်မယ်ဒါကတော့ကုဘတာကိုစဉ်းစားကျွန်တော်ကဒါဒီအသက်တွေပေါ်မှာ LRT ဝင်မပြောတစ်ခါမှဝင်မပြောတတ်ဘူးလောကယတိပြရင်မပြောဘူးအခြေအနေကိုပြောပြတာလောက်ပဲရှိတယ်ဒီတော့ PDF တွေကတိုက်ပွဲဖော်တာ TIA ကိုတစ်ဖက်ကအားနေကူညီကယ်ဆယ်ရလဲရောက်တယ် TIA အခက်ခဲဆိုတာက2024 2025 MNDA ပြီးတာနဲ့အလဲကျရောက်လာတာပဲ ကိုမြင့်ကိုကောက်ွယ်ရလဲရောက်တယ်ဘာလို့ဆိုရင်မန္တလေးတိုင်းဝင်ပေါက်ဖြစ်တယ်တခြားတခြားအရေးကြီးကန်တာပြီးတော့တရံဇာတာဖက်နေကြည့်ရင်တရံဇာတာပေါ့ဗျာပြီးတော့မိုးကုတ်မိုးမိတ်ဒေတာတွေရဲ့တန်ဖိုးသီးအတန်နေရှိခဲ့ဘူးတဲ့ဥစ္စာကလည်းစန့်ကျင်နေတာဟာလဲတာမန်ဆိုင်ခန့်စားမှုမဟုတ်ဘူးပြီးတော့ဒါမျိုးတွေကပြထားပြီးသားအခင်းကျင်းတွေရှိတယ်အခင်းကျင်းကိုကြည့်လိုက်ခါကျရင်အဲ့လိုလှုပ်တဲ့အပေါ်မှာတရားမှုကြီးကြီးမားမားမရှိဘူးစက်ကောက်စီဘုံကျဲတဲ့အပေါ်မှာတော့ချူတင်စီစဉ်ဖို့လိုတယ်ရှင်းရှင်းပြောရင်ဒါဟာ တန်ဖိုးတိကျထုတ်ထားတဲ့အတွက်ကြောင့်ဒီနေရာမှာအသုံးချလို့ရတာက public mandate ပေါ်ပြည်သူတွေမြင်လာမေတို့မေတို့မေတို့ဝင်လာတာဘလောက်ပဲတတပြည်သူကလက်မခံဘူးပြည်သူအာဏာဖက်ကိုပြန်လွှဲလိုက်တာပဲပြည်သူအားနဲ့ယူတာတော်လိုက်အင်အစုတွေကဒီ mandate ကိုလေးလူရှုပြီးပြည်သူကတန်ဖိုးတိတယ်ပြည်သူကလက်မခံဘူးလောကဒါကိုလေးလူရှုပြီးတော့နောက်ဆုတ်လိုက်ရင်တော့စေရေးအရရှုံးတဲ့ဆိုတာထက်ပိုဆိုးတဲ့နိုင်ငံရေးအရကိုယ်တိုင်ရင်းကိုတူးတူးလို့ဖြစ်သွားလိမ့်မယ်တခါတဲ့အပီးပဲ နောက်ထပ်နောက်ထပ်မှာဘယ်တော့မှအာသာချက်ရဖို့အလားလားနေဝါလိမ့်မယ်မရှိနိုင်တော့ဘူးမဟုတ်လားဒီတော့ဒါကဘာတော့ကိုစဉ်းစားတော့လက်တွေ့အကျိုးရှိဆုံးနဲ့ထိရောက်မှုရှိဆုံးအကြံပြုချက်ရှိပါသေးတယ်မုဂုတ်ပြူဟာတို့ PDF တက်မှုတွေနောက်ဒီနေရာမှာ TNA ပါထည့်ပြလို့ရတယ်တခြားတခြားဖိအားပေးရဟုတ်တယ်လက်ကွက်တော့စဉ်းစားကြည့်ပေါ့ တရားအိမ်အောက်မှာစစ်ကောက်စီအကြမ်းဖက်မှုတံကိုနားလက်ခံစားပြီးတော့တိုက်ခိုက်လာခဲ့တဲ့လူငယ်တွေတိလာတဲ့နားလက်လာတဲ့လူငယ်တွေကဒီစစ်အာဏာရှင်ရှိနေတဲ့ငါတို့တအောင်ပြည်နယ်လွန်မြောက်မှာမဟုတ်ဘူးတည်ငြိမ်နေရမှာမဟုတ်ဘူးငါတို့တွေကိုအမြဲတမ်းဘုံလာကျဲတယ်ဒါပေမဲ့ခေါင်းဆောင်ပိုင်းတွေကတော့တရုတ်ဖိအားကြောင့်နိုင်ငံရေးအခြေအနေကြည့်ပြီးတော့တင်းတော့တယ်လို့ဆုတ်ဖြတ်လိုက်ရတယ်ငါတို့ကလက်မခံဘူးဆိုပြီးတော့တဘောကတော့ကျတော့သွေးစိတ်ဟိုဟာအဖွဲ့စည်းကိုသွေးခွဲနေတာမဟုတ်ဘူးနော်လက်ကွက် ငါတို့ဆက်ပြီးတိုက်မယ်ဆိုပြီးတော့ရက်တီပြီးထွက်လာတဲ့ပုံစံမျိုးနဲ့တိုက်လို့လည်းရတယ်။ရှောင်ပြီးသားဖြစ်သွားတယ်။ MD လည်းလှုပ်လို့ရတယ်။တရားအိလည်းလှုပ်လို့ရတယ်။ငါအောက်ကနေတော့တိုက်ရင်းနဲ့ထွက်ကုန်ကြပြီးမင်းတို့ရက်ခိုင်းလိုက်လို့တရုတ်ကပြောလို့လည်းရတယ်။ဒါကျွန်တော်ပြောပြသားနော်။ထိရောက်တဲ့အကြံကိုကျွန်တော်ပေးစရာအကြောင်းမရှိဘူး။ကျွန်တော်ဟာဘာအဖွဲစည်းတက်မှမပါဘူး။ကိုဘတော်ကိုစဉ်းစားပါဒါဟာလှုပ်တယ်မလှုပ်တဲ့ဒါဟာလက်ကွက်အနေနဲ့ဆက်ပြီးတော့တိုက်ပွဲဝင်လို့ရတဲ့အခြေအနေ။ နော်ယူနီဖောင်းပဲပြပြဘာပဲလုလို့လုလို့ပေါ့ဗျာအဲ့လိုမျိုးအခြေအနေရှိတယ်ဒါဟာတိုးတက်ရဲ့တက်အောက်ကတိုက်ရင်းတော်မှာလက်မခံဘူး TNA တအောင်တက်ကိုတိုင်ကတအောင်ကားဆောင်တည်းရဆုပ်ဖြတ်ချက်ကိုပြန်မပြောရဲပြီမဲ့ကိုဘတော့ကိုလုံတိုက်တယ်ဆိုပြီးတော့ထွက်သွားလိုက်တယ်ဆိုပြီးတော့ရရတည်တည်လုံမဲ့ဆိုရင်တော်လိုင်းရေးကိုရှေ့ဆက်တိုက်ပွဲဝင်တယ်လို့ပြောလို့ရတယ်ဒါကတော့ခက်ခဲလိမ့်မယ်ကိုဘတော့ကိုစဉ်းစားဖို့ဗျာသူရတမနစ်စီကန်းနေရတအောက်ခက်တော့ ီတော့မိုးကုတ်ပြူဟာတို့ PDF တွေကလည်းဆရာတပည့်တွေသူတို့အချင်းချင်းရင်းနှီးမှုတွေလည်းတောက်ချလို့ရတယ်ပြီးတော့မဟာပြူဟာများအမိတ်မနာခံမှုကျက်သုံးလိုက်တယ်လို့ပေါ့ဗျာဆိုလိုချင်တာကတအောင်းကရက်ခိုင်းပေမဲ့ငါလူတွေကအဲ့လိုဖြစ်သွားပါတယ်ဆိုပြီးတော့မဟုတ်လေသူတို့စီစဉ်မဲ့ဆိုရင်ပြောတာပေါ့ကျွန်တော်ပြောတာရဲလာတွေမရဲလာတွေနဲ့မဆိုင်ပါဘူးအခြေအနေကသူတို့ကလည်းတရုတ်ရဲ့ဖိအားကြောင့်ရက်လိုက်ရတယ်မတိုက်ရဲလို့လားသွားမေးလို့လည်းမရဘူးသူတို့ရက်လိုက်တာဒါပေမဲ့သူတို့အောက်ကလူငယ်တွေကတက်ကြွနေတယ် နားလည်ထားတာကဒီဆဲအနာရှင်ရှိနေတယ်ငါတို့ကခေါင်းပြောင်းအေးရမှာမဟုတ်ဘူးဒါကြောင့်ထွက်ပြီးတော့တိုက်မယ်မွေးကုတ်ပီဒီအဲ့တို့နဲ့နော်ဒါကတိုက်ဖက်ဝင်မဲ့ပေါင်းစက်ကောက်စီခြေချတာနဲ့တိုက်ရမှာကအပီးတခါတည်းခြေမိုးရမှာသွေးတို့သွားဆန်းပြီးကလိကလိတလို့လုံးလို့မရဘူးတိုက်မဲ့တိုက်အပီးသာတိုက်အပြတ်တိုက်